ဟုတ်ကဲ့ကျွန်တော်တို့ဒီအော်တိုဘာ9ရက်ပေါ့2025အော်တိုဘာ9ရက်မှာဆရာကြီးဂုံတူးသိန်းနိုင်နဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ဆရာကရော့ဘွယ်တွေမဟုတ်ဘူးပေါ့နော်ဆရာကရော့ဘွယ်နဲ့ဆရာကြီးရဲ့တသက်တာမြန်မာစာသင်ကြားရေးထူးချွန်ဂုံပြုပွဲလေးပါကျွန်တော်တို့တွေ့ပြီးတော့လုပ်ဖို့ကျွန်တော်တို့ကစီစဉ်ထားတာဆရာကြီးကအခုအချိန်ခါကာလမှာသူအဲ့ရပေါ်မှာလဲနေတယ်စကားတောင်ကောင်းကောင်းမပြောနိုင်တော့ဒါပေမဲ့သူမျက်လုံးနဲ့ကြည့်နိုင်တယ်နားနဲ့ကြားနိုင်တယ် ယော့ဒီမှာ MS Mail Remover နံစိုးများကိုဖယ်ရှားဖို့ MN ကိုသာဆောင်ထားစို့ကျွန်တော်နာမည်ကတော့ဆရာဥကြုံမင်းခန့်ဖြစ်ပါတယ်ကျွန်တော် KMK Bio ဆိုပြီးတော့ဇီဝဗေဒဘာသာရပ်တွေသင်ကြားတယ် online ကနေကျွန်တော်တို့ရိုက်ကူးတီးဖြတ်ပြီးတော့ Telegram group တွေရုပ်သံ channel တွေကနေကျွန်တော်တို့ထုတ်လွှင့်ဖြန့်ချီစာအုပ်စာတမ်းတွေရေးသားထုတ်ဝေနေတဲ့သူဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်က KMK Myanmar Education Channel ရဲ့ chairman လည်းဖြစ်ပါတယ်နောက် KMK ရွှေပညာစာအုပ်တိုင်းနဲ့ KMK မြန်မာ education channel မှာလည်းပဲ founder အဖြစ်ကျွန်တော်ကလုပ်ကင်နေတာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီအော်တိုဘာ9ရက်ပေါ့2025အော်တိုဘာ9ရက်မှာဆရာကြီးဂုံတူးသိန်းနိုင်နဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ဆရာကရောပွဲတင်မဟုတ်ဘူးပေါ့နော်။ဆရာကရောပွဲနဲ့ဆရာကြီးရဲ့တသက်တာမြန်မာစာသင်ကြားရေးထူးချွန်ဂုံပြုပွဲလေးပါကျွန်တော်တို့တွဲပြီးတော့လုပ်ဖို့ကျွန်တော်တို့စီစဉ်ထားတာ။မြန်မာစာတသက်တာမြန်မာစာသင်ကြားရေးထူးချွန်ဂုံပြုပွဲလေးပါထည့်လိုက်တယ်။ ဆရာကြီးရဲ့တပည့်တပန်းတွေတော်ဆက်ခဲ့တဲ့အဲသူ့ရဲ့တသက်တာလုံးမှာသင်ယူခဲ့တဲ့အဲကျောင်းသားကျောင်းသူတွေပေါ့နော်ကျောင်းသားကျောင်းသူတွေနောက်အခုဆရာဆရာမတွေဖြစ်နေတယ်အခုပမောက္ခတွေဖြစ်နေတယ်ကတိကတွေဖြစ်နေတယ်ပေါ့ဆိုတော့အဲ့ဒီဒီပုံကိုယ်တွေကနေစုပြီးတော့ဆရာကြီးကအဲဒီသူ၁၀တန်းအောင်ပြီးကြရတိုင်ပေါ့နော်အခု အသက်60အရွယ်ရောက်တဲ့အထိမြန်မာစာတမျိုးတည်းကိုပဲတောက်လျှောက်ဒီဇိုင်းမတ်မတ်သင်ကြားခဲ့ပြီးတော့ အနောက်တက်ကတူဆရာတွေလည်းပဲဒီဇိုင်းမတ်မတ်မှာလည်းမြန်မာစာပဲတောက်လျှောက်တင်ကြခဲ့ပြီးတော့သူကဘဝကိုရက်တီဖြတ်သန်းခဲ့တာအဲသူမွေးထုတ်ပေးခဲ့တဲ့အကြောင်းသားအကြောင်းသူတွေဆရာဆရာမတွေပညာရှင်တွေကလည်းထောင်ပေါင်းမကများနေပြီဆိုတော့ဒီလိုပုံကိုမျိုးကြီးဟာအဲနောက်ဆရာကြီးတင်မိုးတို့ကအစကဗျာဆရာကြီးတင်မိုးတို့ကအစမြန်မာစာသာသနာပြုဆိုပြီးတင်စားပြီးပြောတယ်နောက်အများတကလေးစားတဲ့ဆရာကြီးမောင်ခင်နမင်းဒနုဖြူအဲနောက်တကနောက်ဆရာကြီးဒေါက်တာအောင်မြင့်ဦးတို့ကလည်းအဲဒီဆရာကြီးကိုမြန်မာစာနဲ့ပတ်သက်ပြီးချီးကျူးထောပနာတွေပြုကြတယ် အလားတူပါပဲเนาะဟိုမြန်မာစာအတိုင်းဝိုင်းမှာရှိတဲ့ဆရာတွေတော်တော်များများကဆရာကြီးဂုံတူသိန်းနိုင်ဟာမြန်မာစာနဲ့ပတ်သက်ပြီးတော့ထင်ပေါ်ကျော်ကြားလူသိများပြီးတော့တကယ်ပညာရှင်ဆရာကြီးဖြစ်တယ်ဆိုတာကိုလည်းလက်ခံထားကြတယ်။ဒါကြောင့်မြန်မာစာတမျိုးတည်းကိုပဲဒီဇိုင်းမှတ်မှတ်နဲ့အဲတင်ယူပြီးတော့အကြောင်းသားအကြောင်းသူတွေကိုပညာဖြန့်ဝေတဲ့အဲနှလုံးသားကိုကျွန်တော်တို့ကချီးကျူးတာပေါ့။ဒါကြောင့်ဆရာကရောပွဲလဲပါမယ်။တသက်တာမြန်မာစာသင်ကြားရေးထူးကျွန်ဂုံပြုပွဲလေးလဲကျွန်တော်တို့တပည့်တပန်းနေ ။နောက်ဆရာကြီးရဲ့အဝင်းအဝိုင်းနေရနေပြီးတော့ဆောင်ရွက်ပေးသွားမှာ။ဆရာကြီးကအခုအချိန်ခါကာလမှာပြအဲ့ရပေါ်မှာလဲနေတယ်။စကားတောင်ကောင်းကောင်းမပြောနိုင်တော့။ဒါပေမဲ့သူမျက်လုံးနဲ့ကြည့်နိုင်တယ်၊နားနဲ့ကြားနိုင်တယ်။ဘာကြောင့်စကားမပြောနိုင်လို့လဲဆိုတော့ဟိုလေးမြွန်လေးကိုပါဇက်ကပိုက်ထည့်ထားတော့စကားမပြောနိုင်ဘူး။အဲဒါကြောင့်ကျွန်တော်တို့ကဆရာကြီးနေမကောင်းဖြစ်နေတဲ့အချိန်မှာအာကျွန်တော်အားတစ်ခုဖြစ်သွားအောင်ဆရာကြီးရဲ့စိတ်ပိုင်းဆိုင်ရာအဲကျမ်းမာမှုလေးတွေရသွားအောင် ကျွန်တော်တို့ကဆရာကြီးရဲ့ရှေ့မှာကျွန်တော်တို့ကအဲဟိုဒီ TV screen လေးတစ်ခုထောင်ထားမယ်ပြီးရင်ပွဲကိုကြွားရောက်လာတဲ့ဆရာကြီးရဲ့တပည့်တပန်းနေပညာရှင်ဆရာကြီးရာနေပြီးတော့ဆရာကြီးကိုဟိုနေကောင်းပါစေကျန်းမာပါစေချမ်းသာပါစေပြီးတော့ဆရာကြီးဘွားတစ်လျှောက်လုံးမှာသူပြုတ်လုခဲ့တဲ့မြမာစာနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေအထူးပြုပြီးတော့ဖြစ်ပေါ်နေတဲ့အသင်းအဖွဲ့တွေပေါ့နော်မြမာစာချစ်မြတ်နိုးသူများအသင်းဆိုရင်လည်းဆရာကြီးတို့ဥဆောင်ပြီးတော့ အခုအထိတည်မြဲနေတာပေါ့။ကျွန်တော်မြန်မာစာနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေအများကြီးပေါ့နော်။အဲစာအုပ်စာတမ်းတွေအများကြီးရေးသားခဲ့တယ်။နောက်နောက်တစ်ခါဒီဟွာနဲ့ပတ်သက်ပြီးတော့အဲစာပေထူးချွန်စုတွေလည်းပဲကျွန်တော်တို့ရထားတဲ့ဆရာကြီးပေါ့။ဒါကြောင့်သူ့ရဲ့ဂုံဘုတ်တွေကိုချီကျူးပြီးတော့သူ့ရဲ့တပည့်တပန်းတွေသူ့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကနေဆရာကြီးကိုကြမ်းပါပါစေချမ်းသာပါစေကြောင်းနဲ့အဲနောက်ပြီးတော့သူ့ရဲ့ဘဝတစ်လျှောက်ဖြတ်သန်းခဲ့တဲ့အတိုင်းအတာတွေအားလုံးပါသူပြန်လဲအမှတ်ရပြီးတော့ ဝမ်းသာပီတိဖြစ်အောင်အားအင်ဖြစ်အောင်ပေါ့နော်အဲသူဒီဂရင်ပေါ်မှာနေရင်းနဲ့သူ့ကိုသူ့ရဲ့တပည့်သားချင်းနေအဲသူ့ရဲ့မိษွေအပေါင်းအသင်းတွေကမမေ့ပါလားသူ့ရဲ့လှုပ်ဆောင်ခဲ့တဲ့ဖြစ်ရက်တွေကိုအတိမတ်ပြုပါလားဆိုတဲ့ခံစားမှုရတာလေးကိုသူမျက်လုံးမှိတ်မသွားသေးခင်ပေါ့ဗျာအသက်60ကျော်ပြီဆိုတော့အဲ့အရာလေးကိုကျွန်တော်တို့ကဖြစ်စီကျွန်တော်လုပ်ပေးတာနောက်တစ်ခါဆရာကြီးရဲ့အခုကျင်းပါတဲ့ပွဲရလဲကျွန်တော်တို့ခဏခဏပြောတယ်ဒါဆရာကြီးရဲ့နောက်ဆုံးပွဲလေးလဲဖြစ်သွားနိုင်တယ် နောက်ဆုံးပွဲလေးလည်းပြတ်သွားနိုင်တယ်ဆိုတာဘာကိုပြောတာလဲဆိုအခြေအနေအရရက်ကိုကျွန်တော်တို့ကသုံးသပ်ပြီးပြောဒါကြောင့်ဆရာကြီးရဲ့တပည့်တပန်းနေဆရာကြီးရဲ့အတိုင်းဝိုင်းရဆရာကြီးပုံမှာဒါလေးတခုတော့လုတ်ပီးနှိုင်လိုက်တယ်ဆရာကြီးကိုဒါလေးသူစိတ်ချမ်းသာသွားတယ်ဆိုတော့ယတ္တဖီလင်လေးကိုကျွန်တော်တို့ကခံစားခြင်းဒါကြောင့်ဆရာကြီးလည်းပဲအားအင်းနေဖြစ်ပြီးဒီထက်လည်းပို့ပြီးတော့အသက်ဒီလည်းရှည်သွားစေခြင်းဒါကြောင့်ကျွန်တော်တို့ကနေပြီးတော့ဆရာကြီးကိုလည်းပဲကျွန်တော်တို့ကပန်ချားခဲ့တယ်စကားပြောနိုင်တော့ ။နောက်ဆရာကြီးရဲ့သားကြီးသမီးကြီးတွေကိုလည်းကျွန်တော်တို့ကပန်ကြားပြီးတော့ခွင့်ပြုချက်ယူပြီးကျွန်တော်ဆရာဆရာရဲ့ဆရာကြီးရဲ့တပည့်တပန်းတွေကပေါင်းပြီးတော့ပြုတ်လုတဲ့ပွဲလေးပေါ့။ပြုတ်လုတဲ့ပွဲလေးဖြစ်ပါတယ်။မြမရုပ်သေးနဲ့ပတ်သက်တဲ့အဲစာအုပ်စာတမ်းတွေရေးခဲ့တယ်။နောက်တော့မြမတနိုင်ကန်လုံးမှာ1955ခုနှစ်လောက်တုန်းကမြန်မာတနိုင်ကန်လုံးမှာမြန်မာစာဂုံတူးရှင်တယောက်မှမထွက်သေးတဲ့အချိန်မှာတက္ကသိုလ်ဝန်ထမ်းဆောင်ပွဲမှာမြန်မာစာဂုံတူးသူကတနိုင်ကန်လုံးမှာတအူးသေးသော မြန်မာစာဂုံတူးရှင်ဖြစ်တယ်အဲ့ဒီမြန်မာစာဂုံတူးရတဲ့အတွက်ကြောင့်တက္ကသိုလ်ကိုလည်းမြန်မာစာမေဂျာနဲ့ပဲတက်ရောက်ပြီးတော့သင်ယူခဲ့တယ်ဒီမြန်မာစာကိုလည်းပဲတန်းစဉ်ဂုံတူးတွေနဲ့အောင်မြင်တယ်အဲအောင်မြင်တဲ့အလျောက်စာပေစာအုပ်စာတန်းတွေလည်းပဲရေးသားထုတ်ဝေခဲ့တယ်ဘဝကြီးမုံစာပန်းစုံဆိုတဲ့စာအုပ်မျိုးတွေအဲနောက်ပြီးတော့မြန်မာစာဒီကာလို့မြန်မာစာဒီကာလို့ခေါ်တဲ့စာအုပ်စာတန်းကြီးကြီးပင်ကြီးတွေလည်းသူရေးသားခဲ့အဲနောက်ပြီးတော့ အဒီပညာတတ်ကျောင်းသားကျောင်းသူတွေဆရာဆရာမတွေပညာရှင်တွေကိုလည်းသူမွေးထုတ်ခဲ့တယ်။နောက်ခေတ်ပြိုင်ပညာရှင်တွေအားလုံးကလည်းသူ့ကိုတလေတစားလေးစားအားကြရတယ်။ဆိုတော့တချို့ကြတော့ပညာတတ်တယ်ထူးကျွန်တယ်အဲလူသိတယ်ပေါ့။ဆရာကြီးကြတော့ပညာတတ်ထူးကျွန်လူသိုံနေမဟုတ်ဘူး။ပဝင်းကျင်အတိုင်းဝိုင်းမြမသာပဝင်းကျင်အတိုင်းဝိုင်းတစ်ခုလုံးကိုပါသူကဆွဲမြောက်ပြီးတော့ပင့်တင်ပြီးတော့ ရုပ်လုံးကြွအောင်လုပ်နိုင်တဲ့ပုံကူတူလည်းဖြစ်တယ်။အဲ့ဒီမြန်မာနိုင်ငံမှာနေပြီးတော့မြန်မာစာအုပ်တင်တယ်ဆိုတာအာပြောမယ်ဆိုတော့ဗဘဲရွာမှာအယောင်းနိုင်အောင်ကြိုးစားတဲ့ပုံကူပဲ။မြန်မာနိုင်ငံမှာအင်္ဂလိပ်စာတော်တက်ထူးကျွန်ဖြစ်အောင်လုပ်ဖို့ဆိုလို့ရှိရင်အဲနည်းနည်းအဆင်ပြေသေးတယ်။မြန်မာနိုင်ငံမှာမြန်မာစာအုပ်ဒီလိုမျိုးကြော်ကြားထူးကျွန်အောင်လုပ်ဖို့ဆိုတဲ့ကိစ္စရည်ကြီးကြတော့ဗဘဲရွာမှာအယောင်းနိုင်တဲ့ပုံကူလိုမျိုးဖြစ်သွားတာပေါ့။ဒါကြောင့်ဒီဆရာကြီးရဲ့ဂုံပုတ်တွေကပြောပြလို့မရအောင်ကြီးများကြီးမားတယ် ောက်မြန်မာစာချစ်မြတ်နိုးသူများအသင်းဆိုရင်လည်းမြန်မာစာကိုချစ်မြတ်နိုးသူတွေပေါင်းပြီးတော့မြန်မာစာကိုမြန်မာလိုပြီးပြီးတတ်တတ်ပြောရမယ်ပြီးပြီးတတ်တတ်ရေးရမယ်စလုံးပေါင်းမှန်မှန်ရေးရမယ်အဲမြန်မာစာကိုချစ်ခင်နှစ်သက်ရမယ်မြန်မာစာစာရေးစာကုန်းတွေဖွင့်ပြရမယ်မြန်မာစာနဲ့ပတ်သက်ပြီးကျောင်းသားကျောင်းသူတွေကကြောက်တာကြောက်တာမလို့ပဲနဲ့ချစ်ပြီးတော့မြတ်နိုးပြီးတော့ဒီမြန်မာစာကိုထူးချွန်ပြောင်ပြောင်းအောင်မြင့်တင်ရမယ်အခုဆိုလို့ရှိရင်မြန်မာစာနဲ့ပတ်သက်ပြီးတော့ဟိုကပြက်ရပြက်အသုံးနှုံးတွေပေါ်လာတယ်ဒါမျိုးတွေဆရာကြီးကမကြိုက်ဘူး ြန်မာသာပြည်ပြည်သားသားထွက်စေခြင်းနဲ့အဲမြန်မာသာတည်မြဲမှာမြန်မာသာမြန်မာလူမျိုးတွေတည်မြဲမယ်လူမျိုးတွေတည်မြဲမှာလည်းဘာသာသာသနာတွေထွန်းကားမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးစနစ်မျိုးနဲ့ဆရာကြီးကနှလုံးသားခန့်ယူပြီးတော့ဒီမြန်မာသာခရီးကိုရှောက်လန်းတာအဲဘဝတစ်လျှောက်လုံးမှာလည်းကျွန်တော်တို့သိတယ်လို့ကမြည်သည်အလုံးမှာမှမလုံးဖဲနဲ့မြန်မာသာသင်ကြားရေးတခုတည်းကိုပဲလုတ်ပြီးဘဝကိုတိဆောက်တယ်အဲနောက်ပြီးတော့နာမည်ကုန်သတင်းကိုတိဆောက်တယ်ပေါ့နော်သူကမြန်မာသာနဲ့ပတ်သက်ပြီးသင်နေကြားနေရရင်ပျော်ရွှင်ကြမ်းပါ အော်အခုအဲ့ရတဲ့မလဲခင်အထိ तू ကကိုပိုင်အထက်တန်းကျောင်းကြီးတွေမှာ तू ကစာသင်နေတော့ online တွေကနေပြီးတော့ကိုဗစ်ကာလတွေမှာလည်းစာသင်တယ်အဲနောက်ပြီးတော့မြန်မာစာနဲ့ပတ်သက်တဲ့ပွဲလန်းသဘင်တွေမှာလည်းတက်ရောက်တယ်အဲနောက်ပြီးတော့တက်ကြီးစာပေပညာရှင်တွေအဖွဲ့မှာလည်း तू တက်ရောက်တယ်အဲနောက်ပြီးတော့ဒီဟိုစာပေဘိမှန်စာပေစုတွေအမျိုးသားစာပေစုတွေလည်း तू ရထားတယ်ဒါကြောင့်ဒီဆရာကြီးရဲ့မြန်မာစာနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်တွေအားလုံးဟာကျွန်တော်တို့ညှော်မှန်းလို့မရတဲ့ အဲလိုက်ကြည့်လို့မရတဲ့အတိုင်းအတာတစ်ဖက်မှာရှိတယ်။ဒါကြောင့်ဒီလိုပုံကူမျိုးကိုကျွန်တော်တို့ကဆရာကတော်ပွဲလဲလုပ်ရင်အဲမြန်မာစာကိုတတ်သက်တာသင်ကြားရေးထူးကျွန်စုထူးကျွန်ဂုံပြုပွဲလေးလဲလုပ်တယ်ဆိုတာအင်မတန်မှကိုပဲလိုက်ဖက်တယ်လုံလဲလုံတဲ့နေပေါ့နော်။တကယ်တကယ်ကဒီလိုဟာမျိုးဒီလိုမျိုးဆရာကြီးကိုဟိုကျွန်တော်တို့တပည့်တပန်းနေတယ်မဟုတ်ဘဲနဲ့သက်ဆိုင်ရာမြန်မာစာနေပင်မှာရှိတဲ့ပုံကူတွေသက်ဆိုင်ရာဌာနဆိုင်ရာတွေကပါဂုံပြုချီးမြှင့်ထောပနာပြုတင်တဲ့ပုံကူမျိုးဖြစ်တယ် ဲဒါပေမဲ့လည်းပဲအဲတခြားတခြားသောဆိုင်ရဆိုင်ရတွေကအဲဂုံပြူထောပနာပြူတာတွေကြီးမြင့်ပွဲတွေလောက်တာမလောက်တာအပထားကျွန်တော်တို့ကတော့ကိုယ်ဆရာသမားကြီးကိုယ့်ရဲ့ဟိုဘာကျေးဇူးရှင်ကြီးပေါ့နော်ဒါကိုကျွန်တော်တို့ကအဲဘဝတခြားမှာကျေးဇူးဆက်တဲ့အသွန်တရံလဲပေါ်အောင်တကယ့်ပညာရှင်အဖြစ်လဲပဲရှိနေတာလဲမှန်တယ်ဒါကြောင့်ကျွန်တော်တို့တပည့်တပန်းတွေတနိုင်ငံလုံးနှစ်အသီးသီး ကျင်လည်ခဲ့တဲ့ဆရာကြီးရဲ့တပည့်တပန်တော်ဆက်ခဲ့တဲ့သူတွေအားလုံးစုပေါင်းပြီးတော့ဆရာကရောဘွဲကောတသက်တာမြန်မာသာတင်ကြားရေးထူးချွန်ဂုံပြုတ်ဘွဲလေးပါကျွန်တော်တို့ကပေါင်းပြီးတော့ဟိုလှုပ်လိုက်တာပဲဒါကဆရာကြီးအတွက်ကျွန်တော်တို့ဘက်ကနောက်ဆုံးကျေးဇူးဆက်တဲ့ဘွဲလေးလို့ပြောရင်လည်းပဲမမားဘူးပေါ့ဗျာဟုတ်ကဲ့ပါဆရာဒီဆရာခဏပြောတဲ့ဆရာကုံမင်းမနိုင်ကရောဘွဲနဲ့ပြီးတော့ဒီဂုံပြုတ်ဘွဲလေးကိုဆရာနဲ့ အာဘယ်လိုမျိုးလူတွေလာရောက်လို့ရလဲပြီးတော့ဘယ်နေရာမှာကျင်းပအောင်မယ်ဆိုတာလေးပြောပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ဆရာကြီးဂုံလူသိန်းနိုင်ရဲ့ဆရာကရောပွဲလေးနဲ့မြမသာတသက်တာတင်ကြီးထူးကြုံပုံမျိုးပွဲလေးကျွန်တော်ဆရာကြီးရဲ့အိမ်မှာပဲလို့ဆရာကြီးရဲ့ခြံကျဲပါတယ်ကျွန်တော်တို့ဒီပါကီတာမြို့နယ်မင်းနန္ဒာလုံချင်းအိမ်ဟာခြံမှတ်က14ပေါ့နော်ကျွန်တော်တို့သူဝနာတရားအစင်ပေါ့နော်ဒီရွှေပဇွန်နဲ့မြင်းနဲ့ချင်းဆိုင်အပေါက်ကဝင်ရတာပေါ့နော်ရွှေပဇွန်နဲ့မြင်းချင်းဆိုင်ကြောက်တိုင်မှတ်တိုင်ပေါ့ဗျာ အဲအဲ့ဒီတက္ကိတမှာကျွန်တော်တို့လုံမှာဖြစ်တယ်ဆရာကြီးကတော့သီးသန့်အခန်းထဲမှာရှိပါကျွန်တော်တို့ကအပြင်အခန်းမှာပဲကျွန်တော်တို့ကမိုက်ကလေးတွေကျွန်တော်တို့ကထောင်ထားပေးမယ်ကင်မရာလေးထောင်ထားပေးမယ်ဆရာကြီးကိုစူတောင်းတဲ့မြေတားစကားတွေချစ်တဲ့အကြောင်းတွေအားဖြစ်စေမဲ့စကားတွေကိုပြောတဲ့ဟာတွေအားလုံးဆရာကြီးကြားနိုင်အောင်ဆရာကြီးရှိမှကျွန်တော်တို့ကဘာလေးလုပ်ပေးထားပေးမယ်ဆိုဟုတ်စကရင်လေးထောင်ထားပေးမယ်ဆရာကြီးရဲ့ပုံရိပ်ကိုလည်းပြင်အောင်အပြင်အလူတွေကြည့်အောင်သိအောင် ကျွန်တော်တို့ TV screen လေးနဲ့ကျွန်တော်ကင်မရာလေးရိုက်ပြီးထောင်ထားပေးမယ်။အဲအဲ့လိုထောင်ထားခြင်းအားဖြင့်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဆရာကြီးကိုလာတဲ့သူတွေကလည်းအဲကြည့်လို့ရှုလို့ရတယ်။နောက်ဆရာကြီးကိုလာတဲ့ကြည့်ရှဲကြည့်ရရှုတဲ့ကြောတဲ့သူတွေကလည်းစူတောင်းစကားပြောတာကိုလည်းဆရာကြီးကလည်းကြားနိုင်တယ်။နောက်ကျမ်းမာရေးအရလည်းပဲအကာအကွယ်ဖြစ်ထားပြီးသားလည်းဖြစ်တယ်။အဲ့တော့လာတဲ့သူတွေကလည်းဆရာကြီးကိုကြောရတဲ့အတွက်ကြောင့်စိတ်ကျေနပ်သွားမယ်။ဆရာကြီးကတော့သူ့တပည့်သားချင်းတွေက အာဒီချိန်နေရောက်တာတော့ငါ့ကိုမမေ့ကြဘူးငါ့ကိုဟိုဘာပြောပြောအလေးအမြတ်ပြုကြတယ်ဆိုဝမ်းသာတာပေါ့ဝမ်းသာဆရာသမားတွေကတပည့်တပန်းတွေကနေပြီးတော့ဟိုဘာတခုမှမပါဘဲနဲ့လက်အုပ်ချီမှုကြော့ရင်တော့ကြည်လူတာလေအဲ့ဒီရတာဘယ်ပုံပုံမှမမရဘူးကျွန်တော်တို့ကဆရာတွေလုတ်ခဲ့နေလုတ်နေတာဆိုတော့အဲ့တပည့်တပန်းတွေအဲ့လိုမျိုးဘာမှမပါဘဲနဲ့အတိတရားရှိရှိလေးနဲ့အဲเนาะကျွန်တော်တို့ဒီလက်အုပ်ကလေးချီပြီးတော့ ရှီခိုးဦးကြကတော့ပြီးတော့အသိမှတ်ပြူတာလင်းကိုအဲ့ဆရာတွေကမျက်ရည်ဝဲလောက်အောင်လာတာသူတို့ရဲ့အကြီးမြတ်ဆုံးရတာလို့လည်းခံစားအဲ့ချိန်ကာလမှာသူတို့ရဲ့ဆရာသမားလောက်ရတာကိုနောင်တမရခြင်းနေရာနဲ့အဲ့အချိန်မှာပဲ feeling တွေပေးတာပေါ့နော်ဒါလေးကိုကျွန်တော်တို့ကသိတယ်ပေါ့ကိုကိုတိုင်းလည်းဆရာဖြစ်လာတဲ့အခါကျတော့သိလာတယ်ဆရာကြီးကိုလည်းအဲ့ဒီရတာလေးကိုလည်းကျွန်တော်တို့ကပေးခြင်းတယ်အဲဒါကြောင့်ဒီဝဲလေးကိုလောက်တာဒါကြောင့်ဟိုဒီနေရာကနေပြီးတော့ဟိုမီဒီယာအသီးသီးကအဲ့ဒီနေ့မှာ လာရောက်ပြီးတော့ဆရာကြီးရဲ့ဂုံမြူပွဲလေးကိုတက်ချင်တယ်ဆိုရင်လည်းအဲကျွန်တော်တို့ဆက်သွယ်စီရင်ပေးပြီးတော့တက်ရောက်နိုင်အဲကြွားရောက်လာတဲ့နာမည်ကျော်ကြလူသိများတဲ့ဆရာကြီးတွေနဲ့အင်တာဗျူးတွေလုပ်နိုင်တယ်ဆရာကြီးဂုံလူဦးသိန်းနိုင်ပေါ်မှာဘလို့မြင်တယ်လဲဆရာကြီးရဲ့ကောင်းကျိုးတွေကဘာတွေလဲဆရာကြီးနဲ့ဘလို့ပတ်သက်ပြီးသိလာတာလဲဆရာကြီးနဲ့ပေါင်းသက်ဆက်စားရတဲ့ကသူ့ရဲ့စိတ်တော်ရာမြင့်မြတ်မှုတွေကြီးမြတ်မှုတွေမြမသားအပေါ်မှာချစ်ခင်မှုတွေဘလောက်ကြီးမားကြောင်ဒါတွေကို သက်ကြွားရောက်လာတဲ့အဲကာယကံရှင်ဆရာကြီးရဲ့မိတ်ဆွေတွေအဲဆရာကြီးတွေကိုမြေမြန်ပြီးတော့လည်းပဲအဲပြိဿကိုတင်ပြကြင်တယ်ဆိုရင်လည်းအင်မတန်မှကောင်းတဲ့အဲအခွန်အလမ်းပေါ့နော်ဒါကြောင့်မီဒီယာသမားတွေအနေနဲ့အဲဂုံသေးရှိရှိသိက္ခာရှိရှိတကယ်မြမပညာရေးလောကမှာမီရှုတက်အောင်နော်အုတ်ဆောင်ဖြစ်တဲ့ဆရာကြီးတွေတက်ရောက်နေပွဲမှာအဲလာပြီးတော့နော်အဲလိုမီဒီယာလေးကနေတရင်ယူပြီးတော့ဆရာကြီးဂုံသူသိန်းနိုင်ရဲ့ဂုံဘုတ်တွေကိုဖြီးကျူးတာ တော့ဗနာပြူတာကောင်းလို့ရာရာလေးကိုပြောပြလာလေးတွေပိသက်အပေါင်းသူတော်ကောင်းတွေသိအောင်ကျောင်းသားကျောင်းသူအပေါင်းဆရာမအပေါင်းသိအောင်ဒါမှလည်းနောင်လာနောင်သားတွေကမြမပညာရေးမှာဒီလိုပုံပုံမျိုးကြီးတွေထွန်းကားခဲ့ပါလားဒီလိုပုံပုံမျိုးကြီးတွေကိုဘလို့တပည့်တပန်းတွေကအသိအမှတ်ပြီးဝန်းရံခဲ့ပါလားဆိုတာလေးကိုပြီးသွားပြီးတော့မြမလူမှုအတိုင်းအဝိုင်းမှာအင်မတန်အဲခုံဘိတ်ကကြီးမြတ်နေတန်ဖိုးကြီးတဲ့ရင်ကျေးမှု ပေါ်ထုတ်တဲ့ဝယ်လီလည်းဖြစ်သွားစေချင်တာပါလေဒီဒီလိုရတာငူလီလည်းရသွားစေချင်တယ်ဆိုတော့ဆရာကြီးဆရာကြီးတိုင်းမှာသူတို့ရဲ့တပည့်တပန်းအဝင်ဝိုင်းတွေအများကြီးရှိတယ်ဒါကြောင့်တခြားသောဆရာကြီးတွေကိုလည်းဒီလိုဝယ်မျိုးလေးတွေကျွန်တော်တို့လုတ်ပြလိုက်တဲ့အခါနောက်ထပ်ဆရာကြီးတွေကိုလည်းသူတို့ရဲ့တပည့်တပန်းတွေကလုတ်ချင်တယ်ဆိုလည်းအဲဆရာကတော့ဝယ်တယ်မဟုတ်ပဲねထူးချွန်ပုံပြဝယ်လေးတွေမှာပေါ့ပေါ့လို့အဲ့ဒီသက်ဆိုင်ရာဆရာကြီးကဘလောက်ကြည်လူမလဲဆိုတာစဉ်းစားကြည့်ပေါ့အဲ့ဒီရတာလေးကိုကျွန်တော်တို့ကပေးချင်တယ် ဒါပါပဲဟုတ်ကဲ့ဟုတ်ကဲ့ပါအစီအစဉ်ကြီးချင်းများနေတယ်ပါဆရာဟုတ်ကဲ့ပါဆရာတို့မီဒီယာကိုလည်းကျွန်တော်တို့ဒီဆရာကြီးကုန်ပူသိန်းနိုင်ဆိုင်ဆရာကတော့ဝဲနေကျွန်တော်တို့ဂုံပြုတ်ဝဲဖြစ်မြောင်ရေးကောမဒီလေးရနေပြီးတော့ကျွန်တော်တို့ကျေးဇူးတင်စကားပြောပြရတယ်ဟောကျွန်တော်တို့ကမီဒီယာကိုဖိတ်ပြီးတော့ပြောတာမဟုတ်ဘဲနေမီဒီယာကနေပြီးလိုလိုချင်းချင်းဒါလိုမျိုးလေးကျွန်တော်ယုံကန်ဒီလာရောက်ပြီးတော့ရှင်းပြပေးတဲ့အတွက်ကြောင့်လေဆရာကြီးကိုစားဆရာကြီးမိသားစုကိုစားဆရာကြီးရဲ့တပည့်တပန်းတွေကိုစားကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျာ